အချိန်လေးရပ်တန့်သွားတဲ့ဆာမူရိုင်းမျိုးဟာဂျပန်နိုင်ငံကိုပြင်းပြင်းလိုက်တာနဲ့လူကြီးမင်းတို့ကောင်းထဲမှာဒိုဂျိုမျိုးကြီးရဲ့မိအောင်စုံနေလူရှောရှောနဲ့လမ်းဖြတ်ကူးနေကြတဲ့မြင်ကွင်းနေနောက်ဆုံးမနီးပညာတွေကိုပဲပြင်းပြင်းရောင်းနေမှာပါဒါပေမဲ့ဂျပန်နိုင်ငံရဲ့အလေကောင်ကီဆိုတောင်တန်းကြီးတွေကြားထဲမှာခေတ်သစ်ကဘာကြီးကလုံးဝမေးလျော့ထားခဲ့တဲ့အချိန်ခီးသွားဆက်တဲ့ရောက်သွားသလိုခံစားရမယ့်နေရာတစ်ခုရှိနေပါသည်။ဒီမျိုးလေးရဲ့နာမည်ကတော့နာရိုင်ဂျူကူပဲဖြစ်ပါသည်။ဒီနေရာရဲ့ထီးချန်ဆံမှုကအပေါ်မှာပြောခဲ့တဲ့ပွိုင်းနီမိုတိုကျွန်းတို့နဲ့တော့မတူပါဘူး။ သူကအချိန်လေးကြားထဲမှာပိတ်မိနေတဲ့အထီးကျန်မျိုးပါဒီနေရာကိုနားလည်ဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်400လောက်ကဆာမူရိုင်းရဲ့လမ်းမကြီးတစ်ခုအကြောင်းအရင်ပြောရပါလိမ့်မယ်အဲ့ဒါကတော့နာဂါဆန်ဒိုလို့ခေါ်ပါတယ်မြင်တောင်ပြောရမယ်ဆိုရင်ဒါဟာရှေးခေတ်ဂျပန်နိုင်ငံရဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးလို့ပါပဲဒါပေမဲ့ကားရီနဲ့မဟုတ်ဘူးဗျလူတွေခြေချင်းရှောက်ရတာမြင်းစည်းသွားရတာပါဒီလမ်းမကြီးကအဲ့ဒီခေတ်ကမြို့တော်အေရိုအခုတိုကျိုနဲ့အေဂရီမင်းရဲ့မြို့တော်တိုကျိုတို့ကိုဆက်သွယ်ထားတာဖြစ်ပါသေးတယ် ဒီလမ်းမကြီးပေါ်မှာခီးသွွားတွေနားခုဖို့တဲခုစခန်းမျိုးပေါင်း69မျိုးရှိခဲ့တဲ့အထက်ဒီနော်ရိုင်းဂျူဂူကတော့အချမ်းသာဆုံးအစီကားဆုံးအမိုက်ဆုံးဘူတာဖြစ်ခဲ့ပါသည်သူကိုအင်ဂျီတထောင်ရှိသောနော်ရိုင်းလူတော်မှတင်စားခေါ်ဝေါ်ခဲ့ကြပါသည်အရိကကဆာမူရိုင်းနေဂုံတွေတွေမင်းမှုရန်တွေအတွက်နားခုစရာအကောင်းဆုံးစတော့အိုဘာနေရာကြီးပါညာဘက်ဆိုရင်အရက်ဆိုင်နေတဲခုကန်နေနဲ့စီကားလွန်းလို့ခြေချစရာတော့မရှိခဲ့ပါဘူးဒါပေမဲ့အချိန်နေပြောင်းလဲသွားတယ်မော်တော်ကားလမ်းတွေပေါ်လာတယ်ကြီးစံရထားလမ်းတွေပေါ်လာတယ် လူတွေတောင်တန်းတွေကြားကဖြတ်သွားရတဲ့နာဂါဆန်ဒိုလမ်းမကြီးကိုအသုံးမပြုကြတော့ပါဘူး။တခြားမျိုးတွေအပြိုင်ဆိုင်ခင်မီတိုးတက်ကုန်ကြပြီမင်း။နာရိုင်ချူကူမျိုးကြီးကတော့ကီဆိုတောင်တန်းတွေကြားထဲမှာတမျိုးတည်းကြံရင်လို့နေပါတော့တယ်။ခိသိကဘာကြီးကသူ့ကိုထားသွားသလိုပါပဲ။လူကြီးမင်းကိုသူမှထားသွားခဲ့သလိုပါ။အခုဆိုရင်ဒီမျိုးဟာလွန်ခဲ့တဲ့နှစ်300 400ကပုံစံတိုင်းတစားကလေးမှမပြောင်းလဲပဲကြံရှိလို့နေပါလိ။လူကြီးမင်းသာအဲ့ဒီမျိုးကိုရောက်သွားမယ်ဆိုရင်ပထမဆုံးအံ့ဩသွားမှာပါ။ ။ဘာလို့လဲဆိုတော့1ကီလိုမီတာကျော်ရှည်လျားတဲ့လမ်းမကြီးတစ်လျှောက်လုံးမှာလျှက်စစ်မီးကျိုးတွေ၊ကွန်ကရစ်တိုက်တွေ၊နီယွန်ဆိုင်းဘုတ်တွေတခုမှမရှိလိုပါဘူး။မြင်ရသမျှကတစ်သားအိမ်နဲ့အညိုရောင်နေကြပါပြီ။လမ်းပေါ်မှာဆူညံတဲ့ကားသံတွေဟွန်းသံတွေအစားကြားနေရမှာကအိမ်ရှိတွေမှာစီးစင်းနေတဲ့စမ်းကြောင်းငယ်လေးတွေကရေစီးသံနဲ့လူချင်းမရဲ့ခြေသံပဲဖြစ်ပါလိမ့်မယ်။ရုတ်တရက်ဆာမူရိုင်းတယောက်ဓာလွယ်ပြီးတောင်ကျိုးကနေထွက်လာမလားလို့တော့မှအထင်မိပါရီ။ဒါဟာဂျပန်ရုပ်ရှင်တွေကရှူတင်လာရိုက်တာမဟုတ်ပါဘူး။ဒီမျိုးကအစစ်အမှန်တကယ်တီတိုင်းတီရှိနေတာပါ။ ဒီမှာဆိုရင်ရှေးခေတ်ကလေးကလက်ဆင့်ကမ်းလာတဲ့ယွန်းတဲ့ဆိုင်လေးတွေလက်ဖြစ်ဆိုင်လေးတွေပြီးတော့မင်းရှူကူလို့ခေါ်တဲ့ရိုးရတဲခုခံလေးတွေရှိပါသေး။ဟိုတယ်ကြီးတွေလို့ဘူဖေးတွေ၊ swimming pool တွေ၊ night club တွေကတော့သွားမမိနေပါနဲ့။ဒါပေမဲ့ညဘက် cherry out တိတ်ဆိတ်ငြိမ်သက်နေတဲ့တက်သားအိမ်လေးမှာအေးရတဲ့ခံစားချက်ကိုတော့ဘာနဲ့မှလေးနိုင်မှာမဟုတ်ပါဘူး။ဆိုတော့နာရိုင်ဂျူကူဆိုတာကဘာကြီးနဲ့အဆက်ပြတ်နေတဲ့ဂျွန်းဂျွန်းတော့မဟုတ်ပါဘူး။ဒါပေမဲ့သူဟာအရှိန်နဲ့အဆက်ပြတ်နေတဲ့နေရာတစ်ခုပါ။ လောကကြီးဘလောက်ပဲမြ мян ပြေးနေပါစေသူကတော့အတိတ်ကအလှတရားတွေကိုပဲဖတ်တွေ့ပြီးပိတ်မိလို့နေခဲ့ပါ ड़ी တကယ်လို့လူကြီးမင်းသားခေတ်သစ်ကဘာရဲ့စဉံမှုတွေကနေခဏလောက်ထွက်ပြေးခြင်းနဲ့အထီးကျန်ခြင်းအလှတရားကိုခံစားကြည့်ခြင်းနဲ့ဆိုရင်တော့ဒီနာရိုင်ဂျူကူကအကောင်းဆုံးနေရာတစ်ခုဖြစ်နေမှာပါဒါပေမဲ့တခုတော့ရှိပါ ड़ी ဒီနေရာကဘလောက်ပဲအထီးကျန်နေပြောပြောလူကြီးမင်းရဲ့ Facebook Memory တွေလောက်တော့အထီးကျန်စမ်းမှာမဟုတ်ဘူးလို့ထင်ပါ ड़ी